စ်ကဘာခစ်လဲဆုတ်ခစ်ဟုတ်ပြီဆုတ်ခစ်ပြီးဖြစ်အောင်ဘသူတွေကလှုပ်တာဒါကတော့ထိုင်းနိုင်ငံကိုအောက်လန်းကနေတွားဖို့ကြိုးစားနေကြတဲ့လူငယ်တွေဖြစ်ပါတယ်ဒါကတော့ KMB နဲ့ကြားဖြန့်နေရတခုမှာတင်းကြံပြိုနေတဲ့မြန်မာလူငယ်တွေဖြစ်ပါတယ်။ဒါကတော့စစ်ကောင်စီတပ်တွေကြောင့်ပြင်းနေရတဲ့အညာဒေသကအဖိနှိတ်ခံပြည်သူတွေဖြစ်ပါတယ်။ဒါကတော့ကြားဖြန့်လုပ်ငန်းကိုဝန်ဆီးမယ်ဆိုလို့ထွက်ပြေးနေကြတဲ့နိုင်ငံခြားသားတွေဖြစ်ပါတယ်။ ဒါကတော့စစ်စေးကိတ်တွေမှာငွေတောင်းနေကြလို့ကိုယ်လည်းစောင့်ဆိုင်နေရတဲ့ကုန်တင်ရင်တန်းတွေပါ။ဒါကတော့ပျော်ပွဲရှင်ပွဲနှွဲပျော်ဖို့အတွက်တနိုင်ငံလုံးကရောက်ရှိလာပြီးပိတ်ဆို့နေတဲ့ရင်တန်းတွေဖြစ်ပါတယ်။ဒါကတော့ဘယ်သူမှမရှိလွန်တီခေါင်မှာဖောက်လုပ်ထားတဲ့ရှစ်လန်းသွာလမ်းမကြီးဖြစ်ပါတယ်။ဒါကတော့မူဆယ်ကိုတရုတ်နိုင်ငံကနေတနိုင်တပိုင်းကုန်တင်နေကြတဲ့ဒေတာခံအမျိုးသမီးတွေဖြစ်ကြပါဗါး ဒါကတော့စစ်ရှောင်တဲ့သူတွေများလာတယ်ဆိုတဲ့ရန်ကုန်မှာရင်ကျောပိတ်ဆို့နေတဲ့မြို့လေတနေရာဖြစ်ပါတယ်။ဒါကတော့သခိုင်းတိုင်းမှာစားဝတ်နေရေးအတွက်တနိုင်တပိုင်ရွှေတူးဖော်နေတဲ့လူတွေဖြစ်ကြပါတယ်။ဒါကတော့နိုင်ငံတော်ဝန်စစ်ဘေးကြုံနေရပေမဲ့မဆိုင်တလူပျော်ရွှင်နေကြတဲ့သူတွေစုဝေးရာပွဲတော်တစ်ခုဖြစ်ပါတယ်။ဒါကတော့အခကြေးငွေအနည်းငယ်ရဖို့ရေးဦးထီတွေဆင်းပြီးနိုင်ငံချားငွေအသေးအံရှာနေရတဲ့အလုပ်သမားလေးတွေပါ။ ခက်ကဘာခက်လဲစုတ်ခက်ဟုတ်ပြီစုတ်ခက်ဖြစ်အောင်ဘသူတွေကလှုပ်တာလဲဟာဖရားရဲ့တရားတော်တွေထဲမှာတော့စုတ်ခက်ဆိုတာဘလို့ခြေနေကြဘလို့ဟာဖြစ်နေလောက်သူတို့မတူတော်တွေများလာလို့မတူမတူတော်တွေဟာဖြစ်လာလို့တော့ဘုန်းကြီးတွေကဟောကြတယ်ဘုန်းကြီးတွေကတခုတော့မပြောရဘူးမတူတော်တွေကြီးစိုးနေတယ်ဆိုတဲ့စကားကိုဘုန်းကြီးတွေလည်းတရားထဲမှာထည့်မဟုတ်ရဘူးအဲ့တော့စုတ်ခက်နောက်ပြီးတော့ကိုကျင်းစာတရားကင်းမဲ့တဲ့ခက်မေတ္တာတရားတွေခေါင်းပါနေတဲ့ခက် နော်ဒါပေမဲ့အဲ့ဒါကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့နိုင်ငံအတွင်းမှာပါပဲမေတ္တာတရားတွေလွှမ်းခြုံနေတဲ့နိုင်ငံတွေအများကြီးရှိတယ်ဘာသာမဲ့တွေအများကြီးရှိတယ်တခြားဘာသာတွေမှာလည်းအများကြီးရှိတယ်ကျွန်တော်တို့ကတော့ဗုဒ္ဓဘာသာမေတ္တာတရားတွေထွန်းကားနေတဲ့ဗုဒ္ဓဘာသာနိုင်ငံတော်ကြီးကတော့အခုချိန်မှာဟဲ့လားမေတ္တာတရားတွေကင်းမဲ့နေတဲ့အတိုင်းပြည်ကြီးတစ်ခုအဖြစ်ရောက်နေပါတယ်အဲ့လိုပဲကိုကျင်းစာစီးတည်းလည်းကင်းမဲ့နေပါတယ်အဲ့တော့ကျွန်တော်ကတော့ပြောလဲပြောနိုင်ရှင်ပြီးတော့တော့ကျွန်တော်မပြောချင်တော့ဘူး ်ဘာလို့လဲဆိုတော့တစ်ဖက်မှာပျော်နေခြင်းတစ်ဖက်မှာဝမ်းနေနေခြင်းတစ်ဖက်မှာပျော်နေတယ်လို့ဘာလို့ကျွန်တော်တို့မပြောချင်တော့အဲ့တော့လူတွေပဲပျော်စရာရှိတာတော့ပျော်ချင်ကြပါကျွန်တော်ကတော့မပြောတော့ပျော်ခွင့်ရှင်ပွဲပျော်ကြပျော်ကြပျော်ကြပါဒါပဲနိုင်ငံမှာဘာဖြစ်နေလဲဆိုတော့မမေ့ဘူးလို့ရဲဆိုတော့ကျွန်တော်တို့ပြောဖို့လိုတယ်အဲ့တော့ဟိုနိုင်ငံကိုအပေါ်တော့အာဒီစစ်ခိုးတွေနဲ့အတူဖြက်စီးဖို့ကြံရွယ်နေတဲ့ဖက်ခွက်သားတွေเนาะစီးပွားရေးလုပ်ငန်းရှင်တွေအဲသူတို့ရဲ့ဝီဝီသမလောဘသားတွေပေါ့နော် အာဒီလိုမျိုးဥစ္စာတွေနောက်ပြီးတော့နိုင်ငံရေးသမားတွေအဒီလိုလူတွေကိုတော့ကျွန်တော်တို့မြင်အောင်ကြည့်ပြီးတော့နိုင်ငံကိုဖျက်ဆီးနေတဲ့သူတွေကိုတော့ကျွန်တော်တို့တတ်နိုင်သမျှရှောင်ဖယ်ဖို့ရှောင်ကျင်ဖို့လိုတယ်ဆိုတာတော့ကျွန်တော်ပြောလို့ရတယ်